အာဆင်နယ်ရဲ့စပ်ပီးတွေကိုစိုးရိမ်ခြင်းမရှိဘူးလို့ပြောဆိုလိုက်တဲ့လိုဝစ်အန်ရီပြည့်ကျေတင်းကြီးပြလိုဝစ်အန်ရီကတော့အာဆင်နယ်တင်းရဲ့စပ်ပီးချတဲ့စွမ်းကြီးကိုစိုးရိမ်စရာတခုမဟုတ်ဘူးလို့ပြောပြလာခဲ့ပါတယ်။အေဗီလာ30ရာနှစ်မှာကစားရမယ့် PSG နဲ့အာဆင်နယ်တင်းတွေရဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပွဲမှာအန်ရီကသူ့အမြင်အရ PSG ကအာဆင်နယ်ကိုတခြားပုံမှန်အသင်းလေးတစ်တင်းလိုပဲပြင်ဆင်သွားမှာဖြစ်ပြီးတည်တံ့ပြင်ဆင်စရာမလိုဘူးလို့ယုံကြည်နေပါတယ်။ PSG ကချန်ပီယံလိဆီမီဖိုင်နယ်တက်ရောက်ဖို့အတွက်အင်္ဂလန်အသင်းသုံးတင်းဖြစ်တဲ့ Aston Villa နဲ့ Liverpool ကိုအနိုင်ယူပြီးတတိယအကြိမ်မြောက်လန်ဒန်အသင်းဖြစ်တဲ့ Arsenal အသင်းနဲ့ရင်ဆိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ Crystal မှာတော့ အာဆင်နယ်အသင်းဟာဂိုင်ဟာဘက်နဲ့ဘူကာယိုဆာကာရိုရဲ့ twin goal တွေနဲ့ PSG ကိုငကိုကိုမရှိနိုင်အောင်ယူခဲ့ပါတယ်။အထူးသဖြင့်ဆာကာရဲ့လပ်ပလိုနဲ့ဒလုံးနဲ့တော့ free kick က PSG ကိုသမားဒါနာရောမာကိုအမြင်ဝေဝါးသွားစေခဲ့ပါတယ်။ဒါပေမဲ့ Louis Henry ကတော့ဒါကိုအထူးပြင်ဆင်မဟုတ်လို့ဘူးလို့ယုံကြည်နေပါတယ်။သူအသင်းဟာအခြားအင်္ဂလန် twin တွေလိုပဲမျက်မျက်တတပြင်ဆင်သွားမှာဖြစ်ပြီးဆက်ပြီးတစ်ခုတည်းပေါ်မှာ multi ထားမှာတော့မဟုတ်ဘူးလို့ Henry ကပြောဆိုခဲ့ပါတယ်။သူပြောတာက Liverpool လည်းဆက်ပြီးကောင်းကောင်းရှိတယ်။ Aston Villa လည်းဆက်ပြီးမှာကောင်းတယ်။ဒီကောင်ကလည်းအသင်းအများစုတွေမှာလည်းဒီချင်းတွေရှိပါတယ်။ဒါကြောင့်ဆက်ပြီးတွေပေါ်ခြေခံပြီးဘာမှပြင်ဆင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့အရာအလုံးမှာရှင်ပြိုင်ဖို့လိုပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။ခူစကိုရဲ့အချက်လက်တွေအရ2024-2025ရာသီမှာလီဗာပူးဟာဆက်ပြီးကနေဒွင်းကို6ဂိုးသာဒွင်းယူနိုင်ခဲ့ပြီးအာဆင်နယ်ကတော့73ဂိုးနဲ့ထိပ်ဆုံးနေရမှာရှိနေပါတယ်။ပရီးမီးယားလိထဲမှာတော့ဆက်ပြီးဒွင်းကိုကအောက်ဆုံး3သင်းနဲ့ဖူကန်တို့ကပဲဒီဗာပူးထက်နည်းနေတာပါ။ဒါကြောင့် PSG အသင်းအနေနဲ့၃ဘက်ဇာတ်တိုက်အင်္ဂလန်သင်းတွေနဲ့ရင်ဆိုင်ရတဲ့ Henry ရဲ့ Champions League စွမ်းဆောင်မှုဟာအောင်မြင်မှုနဲ့ဆုံးသက်သွားမလား။ဒါမှမဟုတ်အမေရိကန်မှာအောင်မြင်မှုလမ်းကြောင်းတကာပိတ်ခံရမလားဆိုတာစောင့်ကြည့်ရမှာပါ။ करते हैं अमर पूछे कहते हैं